တိုင်းပြည်တွေမှာတာယောက်ကြလေးမမွေးတဲ့အဖေကြီးတူရှိနေပြီးတော့အဲ့ဒီဖေကြီးရဲ့အကြီးဆုံးသမီးကတော့ပွင့်ဖြူဆိုတဲ့မင်းသမီးလေးဖြစ်ပါရီပွင့်ဖြူကငယ်စဉ်ကလေးကဆရာသမားကောင်းနေတဲ့ကြုံကြိုက်ခဲ့သူမို့တိုက်ခိုက်ပြေဝပါရီဒါပေမဲ့ဖခင်ပင်ကြီးကတော့သမီးလေးကိုတိုက်ခိုက်တာရိစားအလားပါဘက်ကိုပဲအာယုံဆိုင်စီခြင်းပါရီတာယောက်ကြလေးမရှိတာမလို့မင်းသမီးလေးကိုပဲလင်းပေးစားပြီးတော့ထိနှံလွှဲပေးခြင်းနေပါရီပေးစားဖို့ကလည်းနန်းနွင်းသွေးလေးကယောက်ျားလေးဆိုလို့ဘာမောင်ဆိုတဲ့စစ်တေးတယောက်သာရှိနေပါရီဘာမောင်ကိုမကြိုက်တဲ့မင်းသမီးလေးကလူပေါင်းလဲမှာပဲညှင်းဆန်လိုက်ပါရီဒီလိုနဲ့ပဲနှစ်ရက်ကြာပြီးချိန်မှာတော့မင်းသမီးလေးကခေါင်းတွေကိုက်ပြီးတော့နှုတ်ထလာခဲ့ပါရီမင်္ဂလာဝိဆုံကြီးဝေရနဲ့လက်ထိတ်ခက်ခံထားတယ်လို့ ဘာတွေဖြစ်ခဲ့လဲဆိုတာရေးရေးပဲမှတ်မိခဲ့ပါရီလူနည်းအဝင်လာလို့ HR ဆောင်းနေလိုက်ပြီးတော့သူတို့အငိုက်မှာစတင်တိုက်ခိုက်လိုက်ပါရီလက်ထိတ်ကိုတစ်ဖက်ကဖြုတ်လိုက်ပြီးတော့အဲ့လက်ထိတ်ကိုပဲလက်နက်ကိုလှုပ်ပြီးတော့ပထမတယောက်ကိုဆုံးသက်လိုက်ပါရီဒုတိယတယောက်ကလည်းချက်ချင်းတိုက်ခိုက်ပြီးမင်းသမီးလေးကပဲမျှော်စင်ပေါ်ကနေကန်ချနိုင်လိုက်ပါရီလူလာနေတဲ့ခြေတန်းကြလို့တကားနောက်မှာပုံနေပြီးတော့ဝင်လာတဲ့ဆော့ပလော့တိလိုက်ပါရီအဆောင်တွေကိုနိုင်သွားလို့ပြောမယ်ကြံကာရှိသေး သူမိသားစုဝင်နဲ့ဖန်ခံတာမှတည်သွားခဲ့ပါရင်ဘာမှမပင်ကြီးတို့ကိုပုံကံပြီးတော့အာနာသိမ့်လိုက်ပြီးဖြစ်တာကြောင့်မကြခင်မှာပဲအဲဒီတိုင်းပြည်ကိုမောင်းပိုင်စီနိုင်တော့မှာဖြစ်ပါရင်မင်းမီလေးပန်းမွင့်ကလည်းသူညင်းခဲ့တာကြောင့်အခုလိုတွေဖြစ်လာမှန်းသဘောပေါက်သွားပါရင်အပေါ်ကနေစောင့်ကြည့်နေနေစစ်တီတူဝင်လာတာကြောင့်ရေချိုးစလားထဲမှာဝင်ပုံနေလိုက်ပါရင်အဲဒီစစ်သားထွက်သွားမှအပြင်ကိုထွက်လာခဲ့ပြီးတော့လူလန်းကိုရှာဖွေနေတော့မှာပဲထိုစစ်သားနဲ့ပြန်လေတူပါရီမင်းမီလေးကလည်းတက်တလောက်မှတ်တလောက်ပြန်လေတိုက်ခိုက်ပြီးမြစ်သားကတမနီခေါင်းဆောင်ကြီးဝေထားကြောင့်အရာမတွင်ခဲ့ပုံဘောကနာတော့မဖြုံတဲ့ခေါင်းကြီးမလို့ချီချီဝေးဝေးစဉ်းစားမနေပဲနဲ့ကုတ်ပေါ်ခုံးတက်လိုက်ပါရီဟိုကောင်ကမမြင်ဆန်းနဲ့ရှောက်သွားနေ ရာကြောင့်နန်းနဲ့တိုက်မိပြီးတော့ကောင်းမှုသွားပါရီအဲ့ချိန်မှာပဲအဲ့ကောင်ရဲ့ကောင်းကိုချွတ်ပြီးတော့သူကောင်းဆောင်နေပဲပြန်ပြီးတော့အတုပချပစ်လိုက်ပါရီတိုက်ခိုက်နေတဲ့အတင်ပေးခဲ့တဲ့ဆီယာမဖြစ်သူရဲ့ဩဝါဒတွေကိုပါပြန်လဲပြီးတော့ကြားအောင်လာခဲ့ပါရီ ဘင်ယောမီပြားကြီးကပါတိုက်ခိုက်နေတယ်မတင်ခိုင်းမိမဲ့ဆီယာမဖြစ်သူကတင်ထားတဲ့နယ်ဆိုပြီးတော့တင်ပေးလိုက်တာကြောင့်သာအခုချိန်မှာအသက်ရှင်နေနေတာဖြစ်ပါရီမင်းသမီးလေးလွတ်သွားပြီဆိုတာသိသိချင်းနဲ့ဘာမောင်လည်းရေးလိုက်တဲ့ကိုလူတွေလွတ်ပြီးတော့ဖမ်းခန့်လိုက်ပါရီဘာမောင်ကမင်းသမီးလေးကိုထင်သေးပြီးတော့အနှစ်ယောက်လောက်ပဲလွတ်လိုက်တာဖြစ်ပါရီအဲ့ဒီချိန်မှာတော့မင်းသမီးလေးကတော့တက်ခရလွယ်အောင်ဆိုပြီးတော့သူ့ရဲ့ကာဝန်ရှိရေးကိုဖျက်ဆုပ်ထားပါရီဘာမောင်လွတ်လိုက်တဲ့စစ်တီတွေကိုလည်းဂျက်ကလေးငါကလေးလိုလဲလဲကူကူပဲနိုင်ယူနိုင်ခဲ့ပါရီတခြားစစ်တီတွေကနန်းတော်ရဲမှာတန်မိုးရှိမြကိုခွေးယူနေကြခြင်းဖြစ်လို့မင်းသမီးလေးလည်းသူ့ရဲ့အိတ်ဆောင်ကိုလဲလင်းတကူပြန်ရောက်လာခဲ့ပါရီအခုလိုအိတ်ဆောင်ကိုပြန်လာရတာကလည်းမင်းသမီးလေးအတွက်အရန်ကူမှအဖို့တန် နဲ့ဒါတလက်ရှိနေလို့ဖြစ်ပါရီအဲ့ဒါကမင်းသမီးရဲ့အကြီးချင်းနဲ့ပါမီကိုမြင်ခဲ့တဲ့တော်ဝင်အကြံပေးကြီးကလက်ဆောင်ပေးခဲ့တာဖြစ်ပါရီအဲ့ဒါကမျိုးရိုးစင်ဆက်လက်ဆင့်ကန်လာတာဖြစ်ပြီးတော့မကြိုးပဲ့နိုင်ပါဘူးမင်းသမီးလေးကလည်းဓာတ်ကိုယူပြီးတာနဲ့ဘာမောင်ကိုအဆုံးသက်ဖို့လေးဝက်လန်းတိုင်းထွက်လာခဲ့ပါရီဘာမောင်ကတော့သူ့ရဲ့တွေ့ပဲအေးဝင်းနဲ့တူတူလက်ထပ်ပွဲအကြောင်းတိုင်မြင်နေပါရီမင်းသမီးလေးကိုလက်ထပ်ပြီးတော့ထိနှံယူလိုက်ရင်တရားဝင်ဖြစ်သွားပြီမလို့ဘယ်ပြည်သူကမှပုံကန်တော့မှာမဟုတ်ပါဘူးအေးဝင်းကလည်းအကြံကောင်းကိုသဘောကျပြီးမြဲသူ့ချစ်သူကိုချားမင်းမနဲ့လက်ထပ်မှာမြင်အောင်ပြီးတော့ဥတုနေပါရီဘာမောင်ကလည်းချောတဲ့အနေနဲ့နေရာမှာကပ်ပြီးတော့ရင်းနှံတူပေးလိုက်ပါရီမင်းသမီးလေးပွင့်ဖြူကလည်းအဲ့ဒါကိုခွင်ကောင်းယူပြီးတော့နေရာကို ောက်ကဓာတ်နဲ့ချိုးဖို့ကြိုးစားပါရီဒါမဲ့ဘီရင်ကြီးကညှိနှိုင်းချင်တယ်ဆိုတာကြောင့်ဘာမောင်ထွက်သွားရလို့အကြံမအောင်မြင်လိုက်ပါဦးနယ်အနီနောက်ကလေးဝဲလန်ကနေအပြင်ကိုထွက်နေတော့မှတန်ချက်ကရုပ်ထုကြီးအောက်ကိုရောက်သွားပါရီမင်းသမီးလေးကလည်းရုပ်ထုကြီးရောက်တော့သွားရင်လည်းအထင်နဲ့မြင်တက်တက်ဆင်လွဲသွားပြီးတော့အယုံမဟုတ်ပဲလူဖြစ်နေကြတာပါမင်းသမီးလေးလည်းစွမ်းကုန်တိုက်ခိုက်ပြီးမှတန်ချက်ကအပြင်နဲ့ဖြစ်နေလို့အဆင်မပြေခဲ့ပါဘူးတန်ချက်ကမရှိတဲ့ဂျိုင်းညာကိုဓာတ်နဲ့ထိုးလိုက်မှဟိုကောင်လည်းအထင်နာသွားခဲ့ပါရီမင်းသမီးကလည်းလျင်မြန်စွာနေပဲမိရင်တခုနဲ့တန်ချက်ကသမားကိုရိုက်ခွဲလိုက်ပါရီမိရင်ငါစီရဲ့ကြောင့်တန်ချက်ကမှပါမီးဆွဲသွားပြီးတော့ရိုက်တဲ့ဘုကပြုတ်ကြသွားပါရီဒုက္ခမှာဘာမောင်တို့လည်းမင်းသမီးလေးကိုအထင်မသိရတော့ပဲ နဲ့ရှင်းမြလို့အကုန်လုတ်ကဖန်စီခံလိုက်ပါရီစစ်တပ်တစ်ခုလုံးကိုမနိုင်မနှံသိတာကြောင့်ရဲတပ်အပြင်ကနေခန်းစီနဲ့တွဲလောင်းခုပြီးတော့အခြားခန်းတစ်ခုထဲကိုဝင်ပုံနေလိုက်ပါရီရထားရဲ့တရားရီစစ်ထည်နေတော့မှာအခန်းထဲကိုလူတယောက်ဝင်လာလို့တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါရီပြီးကမှမင်းသမီးလေးရဲ့ဆီယာမဖြစ်နေလို့ကန်ကောင်းသွားပြီးတော့အားဖို့ရှိသွားရပါရီဆီယာမနဲ့တူတူပဲမြောက်ခန်းစီတွားနေကြတော့မှာအဆောင်နဲ့တိုးပြီးတော့တိုက်ခိုက်ရပါရီစောင်းနေကိုနိုင်တော့ပြီးအေးဝင်းရောက်လာပြီးတော့နှစ်ယောက်ကိုတိုက်ခိုက်ပါရီအေးဝင်းကကြာဖို့ကိုလက်နဲ့တစ်ခုလိုကောင်းကောင်းသုံးပြီးတိုင်တာကြောင့်နှစ်ယောက်ပေါင်းအောင်မနိုင်ချင်ပါဘူးဆီယာမဖြစ်သူကအေးဝင်းကိုသူထိန်းထားမယ်ဆိုကမင်းသမီးလေးကိုတော့မြောက်ခန်းစီကိုတွားခိုက်ပါရီမြောက်ခန်းမှာတော့တော်ဝင်မိသားစုကို ချုံနောင်ထားတာဖြစ်ပြီးတော့ကြန့်ရှိသေးတဲ့အဆောင်တွေကိုမင်းသမီးလေးကပဲအဆုံးသက်ပေးလိုက်ပါရီဒီကြီးတို့ကလည်းမင်းသမီးလေးအတွက်ခုံယူနေတော့မှနောက်ကနေတရားရောက်လာပြီးတော့မင်းသမီးလေးကိုအမှောက်သိပ်သွားပါရီမင်းသမီးလေးနှုတ်လာတဲ့အချိန်မှာတော့သူ့မိသားစုရောသူရောဆရာမဖြစ်သူပါကြိုးတုပ်ခံထားရပါရီဘာမောင်ကအောင်းနိုင်သူအပြုံးနဲ့မင်းသမီးလေးကိုမထီမဲ့မြင်လုံနေပြီးတော့သူ့မိမလှုပ်ပြမယ်လို့ကြုံဝါနေခဲ့ပါရီမင်းသမီးလေးကလည်းအကြောမခံမနဲ့သူ့ကိုလက်ထပ်ပြီးရင်တော့မှဘာမောင်ကိုတတ်ဖို့နေတိုင်းကြိုးစားနေမှလို့ဆိုပါရီဒီခါမှာဘာမောင်လည်းမင်းသမီးလေးကင်တွေရခံမှန်းသိသွားပြီးတော့စိတ်ကူးပြောင်းလိုက်ပါရီမင်းသမီးလေးရဲ့ညီမဖြစ်သူကလည်းတုံဝင်သွေးပဲမလို့ထုတ်ကလေးမလေးကိုပဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြပါမင်းသမီးကတိတိက ြင်မှာသူ့ကိုဖမ်းထားတဲ့အဆောက်အုံစောင့်ကန်ပြီးတော့စတင်တိုက်ခိုက်ပါရီအခွင့်အရေးရတာနဲ့တပြိုင်တည်းဆရာမဖြစ်သူကလည်းမင်းမီလေးရဲ့ညီမလေးကိုခေါ်ပြီးတော့လျှို့ဝှက်လမ်းကြောင်းအတိုင်းပြေးဝင်သွားပါရီမင်းမီပွင့်ဖြူကတော့မလို့အတော့ဘူးမလို့ရေတဲ့ပုကနေပြချခံလိုက်ရပါရီကျွတ်ထုတ်ထားလျက်နဲ့ရေကန်ထဲကိုပြုတ်ကျသွားတာမလို့အသက်မရှင်နိုင်ဘူးလို့အားလုံးကတွက်လိုက်ကြပါရီဒါမဲ့သူ့ညီမလေးဖြစ်သူကိုဘာမှယုံမှမတွေ့ဘူးပြီးတော့မင်းမီလေးပွင့်ဖြူကရအောင်ယုံထွက်နိုင်ခဲ့ပါရီလျှောက်လာပြီးနောက်ပိုင်းမှာတော့ဆရာမဖြစ်သူနဲ့ညီမလေးတို့ကိုအရင်ရှာလိုက်ပါရီညီမဖြစ်သူလေးကိုဘေးကင်းရမှာဖွဲ့ထားခဲ့ပြီးတော့မင်းမီလေးနဲ့ဆရာမတို့ကတော့ဘင်းကြီးကိုကယ်ဖို့ထွက်လာခဲ့ကြပါရီတခြားစစ်တီတော်ရင်နဲ့တိုက်ခိုက်နေလို့မှညီမဖြစ်သူမင်းမီငယ်လေး ေးကိုဘမောင်တို့ကရှာတွေ့သွားပါပြီ။ဘင်းကြီးတို့ကိုမသေးစေချင်သူ့ကိုလက်ထပ်ရမယ်လို့ချင်းချောက်လာကြအောင်မင်းသမီးငယ်လေးကလည်းကြောက်ကြောက်နဲ့လက်ထပ်ရပါပြီ။မင်းသမီးဖွေဖြူတို့ကတက်လှမ်းပြီးတော့ဝင်လာဖို့လုပ်ပေမဲ့အပေါ့ဝါမာရင်အေးဝင်းနဲ့ထိတိုက်တွေ့လိုက်ပါပြီ။ဒါမဲ့မိသားစုဇောကြောင့်မလို့မင်းသမီးပွင့်ဖြူပါပဲဒီချီမာနိုင်သွားခဲ့ပါပြီ။မင်္ဂလာခန်းမာရီဝင်နိုင်သွားပြီးတော့နောက်ဆုံးမှာတော့ရန်သူတော်ကြီးဖြစ်တဲ့ဘမောင်သားကျဲမားတို့ရီမင်းသမီးလေးပွင့်ဖြူကစစ်တီတွေကိုအေးဝင်းကိုပါအနိုင်တိုက်ချရမှာမလို့ပြင်ပန်းနေပါပြီ။ ဒါကြောင့်မလို့ဘယ်သူနဲ့မှမတိုက်ခိုက်ရသေးတဲ့ယောက်ျားရှင်မကြီးပေါမောင်ကပဲအနိုင်ရရှိသွားပါလိမ့်။ဒါလည်းပြည်သူအလုံးရှိမှမလို့နှစ်ယောက်မျက်မျက်တက်တက်တိုက်ခိုက်ပြီးတော့တရဖူယူနိုင်ခဲ့တာဆိုပြီးတော့သူသားဘရင်အစ်စ်လိုကြုံသွားပါလိမ့်။သူ့ကိုရင်မတဲ့ပဲနဲ့လေကြီးမိုးကြီးတွေပြောနေတဲ့ပေါမောင်ကိုမင်းမီးလေးကလည်းကောင်းဖြတ်ပြီးတော့အတူပါချပစ်လိုက်ပါလိမ့်။တရဖူကိုလည်းဘရင်ကြီးစီပြန်လဲအနိုင်လိုက်ကြကြောင့်နောက်ဆုံးမှာတော့တိုင်းပြည်လည်းငြိမ်းချမ်းသွားပြီးတော့ဇလန်လေးကလည်းပြည်ဆုံးသွားခဲ့ပါလိမ့်။မက်ရှီကိုလည်းရုပ်ချိုးရေးဆိုတိုင်းဖွင့်သွားကြောင်းမနေကြပါနဲ့။တကယ်လို့သာပွင့်ပြီလို့ကာဗလာနဲ့ပြည်စုံနဲ့မင်းကလေးနဲ့တွေ့ရင်တော့ကိုကကြီးခံနေရပါအောင်မေ။အစုံကြီးလိုက်ပါကြီးရှူပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။ Go, mm go, -hmm.